ပနမအာနာရှင်ဟောင်းမနူရနိုရီအီကာကအုံနိုင်မှာရှိတဲ့အကျိတ်ကိုဖယ်ရှားဖို့ခွဲစိတ်မှုပြုလုပ်နိုင်မှုအတွက်ထောင်ကနေ3လထွက်ခွာခွင့်ပေးခဲ့ရလို့သူ့ရဲ့ရှင်နေတွေကဇန်နဝါရီလ28ရက်နေ့မှာပြောပါရယ်။ထောင်က83ခုနှစ်ကနေ1989ခုနှစ်အထိပနမနိုင်ငံကိုအိုးချုပ်ခဲ့တဲ့အာနာရှင်နိုရီအီကာကိုထောင်ကထုတ်လာချိန်မှာရဲအဆောင်အထက်ထူထပ်စွာချထားခဲ့ပါရယ်။နိုရီအီကာဟာသူ့ရဲ့သားသမီးတွေကသူ့ရဲ့သမီးတွေကတအူးပိုင်ဆိုင်တဲ့လူချမ်းသာတွေသာနေထိုင်တဲ့ရပ်ကွက်မှာရှိတဲ့တိုက်ခန်းတစ်ခုမှနေထိုင်မှာဖြစ်တယ်လို့လည်းသိရပါရယ်။ ဆိုင်မှုကတော့ဖေဖော်ဝါရီလ15ရက်နေ့မှာလုံဆောင်မှာဖြစ်ပါတယ်။တရားရေးအာဏာပိုင်တွေကအသက်82နှစ်အရွယ်နိုရီအီဂါကိုခွဲစိတ်ကူတာမှုလုံဆောင်နိုင်မှုအတွက်ဧပြီလ28ရက်နေ့အထိနေအိမ်မှာအကြေကျုံးနဲ့နေခွင့်ပေးခဲ့တယ်လို့သူ့ရဲ့ရှင်နေအက်စရာအင်ဂျယ်ကပြောပါတယ်။ခွဲစိတ်ကူတာမှုခံယူပြီးတဲ့အချိန်မှာတော့ထောင်ထဲကိုပြန်လာရမလားဆိုတာနဲ့အပြစ်မှာပဲနေထိုင်ရမလားဆိုတာကိုလေးလာဆန်းစစ်မှုထပ်မံပြုလုပ်မှဖြစ်တယ်လို့တရားသူကြီးကက်ဒရင်ပစ်တီကပြောပါတယ်။ နိုရီဂါဟာ1992ခုနှစ်တုန်းကအမေရိကန်ပြည်ထောင်စုမှာထောင်ဒဏ်ကြခံခဲ့ရပြီးနောက်ပိုင်းမှာပနားမကိုပြန်လည်ပို့ဆောင်ပေးခဲ့ကထောင်ဒဏ်ဆက်လက်ကြခံနေရတာဖြစ်တယ်လို့သိရပါဗျ။